ကျွန်တော်အားလုံးပဲမင်္ဂလာပါ YouTube blog ကနေပြန်လည်ကြိုဆိုပါရစေ။ဒီဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသားမယ့်အကြောင်းအရင်းကတော့လက်ရှိကျွန်တော်စင်ကာပူကိုအလားအများဆုံးပါမစ်ထဲရတစ်ခုဖြစ်တဲ့ construction work permit တမားရီအနေနဲ့တည်ထားတဲ့အရေးကြီးဆုံးအချက်၅ချက်ကိုဒီနေ့ဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသားမှာဖြစ်ပါတယ်။ construction တမားတယောက်အနေနဲ့ဘောနော်တည်ထားတဲ့အချက်တွေဖြစ်တဲ့ပြီးရင်ကျွန်တော် construction တမား တယောက်အနေနဲ့ကျွန်တော်စင်ကူမှာလာပြီးအလုပ်လာလုပ်မယ်ဆိုရင်လည်းတိကိုတိထားမယ်အချက်တွေဖြစ်တာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်ကျေးဇူးပါခင်လို့အခုကြည့်နေတဲ့လူကဗီဒီယိုလေးကိုချိန်နေတတ်တယ်ဆိုရင်တော့ like ကန် subscribe လေးနဲ့ follow လေးပါလုပ်သွားပြီးတော့ sharing လေးနဲ့ပါကူညီပေးသွားလို့ရပါတယ်ဆိုတော့ construction သမားတယောက်အနေနဲ့တိထားမယ်အချက်၅ချက်ရှိတယ်ပေါ့နော်ပထမဆုံးတစ်ချက်ကလုံတဲ့ခံမှန်းခြင်းဒုတိယတစ်ချက်ကကျွန်တော်နေရာထိုင်ခြင်းအာကျော်ရဲ့နေဖို့ထိုင်ဖို့ပေါ့နော်တတိယတစ်ချက်ကကျွန်တော်လစာနဲ့ OT overtime ပေါ့နော် အဲဒီ structure chain နံပါတ်၄ချာကတော့တရားဝင်နဲ့အာတရားဝင်အခွင့်အရေးပဲပေါ့နော်ကျွန်တော်တို့ opportunity ဒါမှမဟုတ်ကျွန်တော် legal right အရာဒီပေါ့နော်ဆိုတော့နံပါတ်၅ကတော့ခွင့်ရနေကျွန်တော်တို့အပတ်စဉ်အလုပ်ချိန်ပေါ့နော်ဆိုတော့နံပါတ်၁အချက်နံပါတ်၅ချက်ထဲကနံပါတ်၁အချက်ဖြစ်တဲ့ကျွန်တော်တို့ဒီလုပ်သက်ခံမှန်းခြင်းပေါ့နော်ဆိုတော့ဒီလုတ်သက်ခံမှန်းခြင်းကပါဘူးပြောချင်တာလဲဆိုရင် construction ဝတ်ပါမယ့် type ဒီအနည်းဆုံးစာချုပ်သက်တမ်းကတစ်နှစ်ခွဲတော့မဟုတ်နှစ်နှစ်ရှိပါတယ် အနည်းဆုံးကတော့တစ်နှစ်ချုပ်လာများကြတယ်ပေါ့နော်ဒီလိုကိုကလူတစ်ဖြစ်မယ်ဆိုရင်အာနှစ်နှစ်ကိုလောက်နိုင်မလားစဉ်းစားပြီးတော့မှအာလောက်သက်ကိုတစ်ချက် contract ချုပ်ပေါ့နော်အဲ့ဒါပဲ contract ဖြတ်မယ်ဆိုရင်တော့အာဒီစာချုပ်ဖြတ်မယ်ဆိုရင်တော့ဝင်ငွေပြန်ပြီးတော့ပေးဆက်တာတွေပါတယ်ရှိပါတယ်အာဒါကတော့တိထားမဲ့လောက်သက်ခံမှန်းခြင်းပေါ့နော်ဆိုတော့ကိုက construction နဲ့လောက်မှတည်ကြလားလောက်နိုင်လားဆိုတာတည်ကြဆုံးဖြတ်ပြီးဆိုမှ construction ဟောက live တွေဝင်ပေါ့နော်ပြီးတော့ဒီမှာတစ်ခုတိထားမှာက construction တမားတယောက်အနေနဲ့ဘာကိုကမလုပ်ချင်တော့ဘူးစာချုပ်မပြည့်ခင်ပြင်မယ်ဆိုရင်အနည်းဆုံးသူ့ရှိမှာလောက်တဲ့တနည်းရှိရမယ်ပေါ့နော်တနည်းအထက်ဆိုရင်တော့တေချာတယ်ကိုကပြန်လို့ရပါတယ်ဒါပေမဲ့ပုံမှန်သူ့ရဲ့လောရဆိုရင်တော့နနစ်စာချုပ်ချုပ်ထားဖြစ်တဲ့အတွက်နနစ်ပြည့်အောင်လုပ်ပေးရမှာကိုဘက်ကတာဝန်ပေါ့နော်ဆိုတော့ဒါကတော့အခုဆိုရင်တမားတယောက်အနေနဲ့တည်ထားတဲ့လောက်တဲ့ခံမှန်းခြင်းဆိုတော့နံပါတ်1အချက်စသွားလိုက်အောင်နံပါတ်1ကတော့ကျွန်တော်နေရာထိုင်ခြင်းနဲ့ level J ဆိုတော့နေရာထိုင်ခြင်းကနေတာမန်အားဖြစ်တော့တို့ အလုပ်ရှင်တော်တော်များ construction permit တွေကတော့ dormitory တွေမှာစီစဉ်ပေးကြတယ်အဲအခုချိန်မှာသူကလူတွေအရန်ဒီစင်ကာပူကိုလာပြီးတော့ trying နဲ့လူတွေများတဲ့အတွက်ကြောင့်မလို့အာဒီခါလေးကြာရင်လည်းကျတို့ housing ဖြစ်ဖြစ်မယ်တို့တော့ HDB တော့မဟုတ်တဲ့ဒီ housing ဖြစ်ဖြစ်မယ်ဒါမျိုး short way တွေ short house တွေမှာလိုက်ပြီးတော့နေရတာတွေဖြစ်မယ်ဆိုတော့အများနဲ့နေရတာဖြစ်တဲ့အတွက်နေတော့ဖို့ရပြုံသွားစားနေရလိမ့်မယ်ပေါ့နော်အာတင်းတင်းလျောက်ပဲဆိုနေရမယ်အာဒါပေမဲ့ကိုကတကယ်ချင်းအိမ်မှာလိုက်နေချင်တာဘာညာဆိုရင်တော့ MON ကိုသွားပြီးတော့အဲစည်ရင်းသွင်းဖို့လိုတယ်ပေါ့နော်ဒါလို့စည်ရင်းသွင်းထားတဲ့နေရာဖြစ်ဖို့လိုပါတယ်ဆိုတော့တက်တာတဲ့ဒီ share room နေဖြစ်တဲ့အတွက်အာ public နဲ့သူတို့နေထိုင်တာဖြစ်တဲ့အတွက်ကျွန်တော် toilet တွေရေချိုးခန်းအိမ်သားအကုန်လုံးပေါ့နော် sharing တုံးရတာဖြစ်တဲ့အတွက်အာနည်းနည်းတော့အတင်းအဖွဲစိတ်တက်ရှိဖို့လိုတယ်ပေါ့နော်ဒါကတော့ကျွန်တော်နံပါတ်1အချက်ဖြစ်တဲ့နေရာထိုင်ခင်းသုံးချက်ဖြစ်တဲ့ကျွန်တော်တို့ OT နဲ့ override ပေါ့နော် override ပေါ့ဆိုတော့ override ကတော့ construction တဘာတစ်ယောက်နေနဲ့ basic level ဆိုရင်ပထမဆုံးလာမယ်ဆိုရင်22အထက်ကသူတို့ပုံမှန်ပဲပေါ့22ကနေ25ရှိတာက basic ပြောတော့နော်အသူတို့ဒီလစာကိုပြောတာမဟုတ် basic ကကျွန်တော်ယူသေးတယောက်နေနေဆိုရင်22ကနေ25ဒါပုံမှန်ဒါ OD မပါဘူးပေါ့နော်25ဒေါ်လာတစ်နေ့ကိုရပါတယ်7နာရီလောက်ရင်ဒါပေမဲ့ OD ပါတဲ့အချိန်ဆိုရင်တော့တစ်နေ့ကိုဒေါ်လာ80လောက်ထိဝင်နိုင်တယ်ပေါ့နော်အာဒါကတော့သူ့ရဲ့ OD ပေါ်မှာမူတည်ပြီးတော့ company ပေါ်မှာမူတည်ပြီးတော့ ပူပြင်ရတာပေါ့ဒါပေမဲ့တေချာတစ်ခုကတော့ construct ထဲမှာတို့ဘယ်လိုရေးထားလဲဒါမှမဟုတ်0.5နဲ့ရေးထားလားနှစ်ဆနဲ့ရေးထားလား OD ကတော်တော်များများကတော့တစကွဲပေါ့နော်1.5ပေးပါတယ်တို့တော့အာဒီ Sunday တွေမှာလုပ်တယ်ဆိုရင်တော့ public holiday တွေမှာလုပ်တယ်ဆိုရင်တော့နှစ်ဆပေးရပါတယ်ဒါပေမဲ့တချို့ကုမ္ပဏီကလည်းတစကွဲပဲပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုယ်နဲ့ဒီအလုပ်ရှင်မှာစာချုပ်ချုပ်တဲ့အချိန်မှာတစ်ချက်ကြည့်ပေါ့နော်အဲ contrast ကိုတီချာလေးဖတ်ပြီးပြီးဆိုမှလက်မှတ်ထိုးပါဒါလို construction တမားတွေအနေနဲ့တည်ထားမယ်ကျတို့ လစာနဲ့ override ပေါ့နော်အာနံပါတ်၄ရဲ့ချက်ကတော့ကျွန်တော်တို့တရားဝင်နဲ့ကျွန်တော်တို့အခွင့်အရေးတွေတရားဝင်အခွင့်အရေးတွေကဘာလဲဆိုရင်ပထမတစ်ဆုံးကျွန်တော်တို့စေးကဒီစေးနာခွင့်ပေါ့နော်စေးနာခွင့်ကတရက်တစ်လကို တရက်ရတယ်ပေါ့နော်အဲ့ဒါဒီကျွန်တော်တို့အဲစေးခွင့်လို့ပြောလို့ရတယ်ပေါ့နော်အာတစ်လကိုတရက်နာတယ်အဲ့တော့လည်းတို့လစာဖြစ်လို့မရဒါပေမဲ့ M1 ကဖွင့်တာနေစေးကန်းဒီမှာရှိတယ်အဲစေးကန်းဒီမှာသွားပြီးတော့ကိုက ပြမယ်ဆိုရင်၅ချက်ကုန်နဲ့အဲ့၅ချက်ကိုလည်းအဒီရဆက်လက်လေးပြလိမ့်မယ်အဲ့ဒါကိုကျတို့ဒီကုမ္ပဏီမှာပြန်ပြတဲ့အချိန်ကျရင်အဲ့၅ချက်ကိုတို့ဒီအာဘယ်လိုပြောမလဲ MC ပေါ့နော်အဲ့ဒီမှာရေးပြထားတဲ့၂ရက်၃ရက်ပေါ့အဲ့ဒါဆိုရင်တော့၂ရက်၃ရက်တိုင်းနားရတယ်လာစားပြတ်မခံရအောင်ဒါပေမဲ့ပြီးတော့နောက်တစ်ခုကတရဝင် ကျတို့ public holiday ဒီ Sunday ဒီအဲ့ဒီမှာလည်းနားခွင့်ရှိတယ်ပေါ့နော်ပြီးတော့တပတ်တည့်ရချင်းစီနားလည်းဖြစ်တဲ့အတွက် Sunday ကတော့တေချာပေါက်နားလို့ရတယ်ပေါ့နော် ဒါကတော့အခွင့်ရနဲ့လုပ်ငန်းအလုပ်ချိန်ပေါ့အာတနေ့ကိုအလုပ်ချိန်ကတော့၈နာရီဒါကတော့ပုံမှန်အလုပ်ချိန်ပါပဲအာဆိုတော့နောက်ဆုံးကတော့အပိုထက်ဆောင်းအနေနဲ့ပြောချင်တာကတော့ဒီ construction သမားတွေဒီအချိန်ပိုင်းလုပ်လို့လုံးဝမရပါဘူးဒါလို့ကိုကအချိန်ပိုင်းလုပ်ချင်တယ်ဘာညာဆိုရင်တော့လုံးဝအဆင်ပြေမှာမဟုတ်ပါဘူးကွနော်အဲ့တော့တခြား permit တိုက်ကိုရွေးပါဒါလို့ဒီ permit တိုက်နဲ့လာမယ် construction permit တိုက်နဲ့လာမယ်ဆိုရင်တော့အာဒီချိန်ပိုင်းလုပ်လို့မရဘူးပြီးတော့ကုမ္ပဏီကပေးတဲ့အလုပ်ကလွဲပြီးတော့ကျန်တာလုံးဝလုပ်လို့မရပါဘူးဆိုတော့ နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်